ခွဲစိတ်ကုသမှုကိုအနီရောင်အလတ်လက္ခဏာများဟုခေါ်သောအချို့သောအရာများအတွက်သာကန့်သက်ထားသည့်တင်းဤလက်များသို့မဟုတ်ခြေထောက်များသို့ပြန့်နှံ့သွားသောလေဘေးနာကျင်မှုတစ်ခုခုရှိသောအခါညှိတိထုံခြင်းသို့မဟုတ်အာနေခြင်းကိုဖြစ်စေခြင်းလက်များနှင့်ခြေထောက်များသို့ပြန့်နှံ့သွားသောခါနာကျင်မှုတစ်ခုခုရှိသောအခါလူနာသည်လမ်းမလျှောက်နိုင်ခြင်းလက်လျှောက်မှုမှာတည်ငြိမ်မှုမရှိခြင်းတို့ဖြစ်ပါသည်လက်လျှောက်မှုဆိုသည်မှာလက်လျှောက်ပုံစံပြောင်းလဲခြင်းနှင့်စီးသွားခြင်းသို့မဟုတ်အညစ်အကြေးသွားခြင်းကိုထိန်းချုပ်မှုမရှိခြင်းကိုဆိုလိုသည် လူနာတအူးမှာအဲ့ဒီလိုလက္ခဏာတွေရှိလာတဲ့အခါမှာတော့ကျွန်တော်တို့ဟာအဲ့ဒီထက်မှာတစ်ခုခုကိုစဉ်းစားပြီးလှုပ်ဆောင်ရပါမယ်။ Okay အရေးကြီးတဲ့အရာတစ်ခုခုဖြစ်နေတယ်။အဲ့ဒါကမိတိအရာမဆိုဖြစ်နိုင်ပါရဲ့။ Infection ကကြောရိုးထဲမှာရှိနေတဲ့အခါကျွန်တော်တို့ဟာတိုးတက်လာတဲ့နိုင်ငံတစ်ခုမှာရှိနေပြီးကြောရိုးထဲမှာအများဆုံးဖြစ်တဲ့ bacteria infection ဖြစ်တဲ့ TB ရောဂါရှိနေပြီးကြောရိုးထဲမှာဖြစ်နိုင်တဲ့အခြားသော bacteria သို့မဟုတ် mold infection တွေကိုလည်းရှာဖွေကြည့်ကြပါလေဒါကြောင့်အဲ့ဒီထောင်းစာနေကြည့်ကြပါလေဒါကအနက်တစ်ခုပါ ဒုတိယအနက်ကတော့အယိုးပျက်စီးမှုရှိတဲ့ဒူလိုင်းမှာဖြစ်နိုင်ပါတယ်။အယိုးထဲမှာအရေးကြီးတဲ့ပျက်စီးမှုတွေဖြစ်ပေါ်လာတာအယိုးခုန်ပျက်စီးမှုသို့မဟုတ်အယိုးခုန်ပျက်စီးမှုကအယိုးကိုအနီးကပ်အယိုးကိုဖိစီးစေပြီးတခါတလေမှာအယိုးလျှော့စီးမှုလည်းဖြစ်နိုင်ပါတယ်။အဲ့ဒါကိုကျွန်ုပ်တို့ spot level စီဆိုလို့ခေါ်ပါတယ်။ဒါကြောင့်အဲ့ဒီလိုအခြေအနေတွေကခွဲစိတ်ကူတမှုလိုအပ်စေပါတယ်။ဒါကြောင့်အနောက်ကျောအောက်ပိုင်းသို့မဟုတ် level မှာနာကျင်မှုဖြစ်စေတဲ့ဘလူးယောဂပြန့်နှံ့မှုမတည်ငြိမ်မှုမျိုးမဆိုခွဲစိတ်ကူတမှုလိုအပ်ပါတယ်။ ဲ့ဒါအပြင်ဘာတွေကိုထပ်စင်းစားနိုင်မလဲဂျိုးယိုးထဲမှာအခြေတွေဒါကြောင့်အဲ့ဒီလိုအခြေအနေတွေကအမှန်တကယ်ခွဲစိတ်ကူတောက်မှုလိုအပ်စေပါတယ်အဲ့ဒါအပြင်ကျွန်တော်တို့ deformity လို့ခေါ်တဲ့အခြေအနေတခုလည်းရှိပါတယ်ကျွန်တော်တို့ deformity အကြောင်းပြောတဲ့အခါမှာကလေးတွေအတွက်ကျွန်တော်တို့ကြုံတွေ့ရတဲ့အများဆုံး deformity က scoliosis ဖြစ်ပါတယ် scoliosis လို့ပြောတဲ့အခါမှာကလေးတယောက်မှာဖြစ်ပေါ်တဲ့ပုံစံ deformity ဖြစ်ပြီးဝေးရပါဖြစ်နိုင်ပါတယ်အတုံးအများဆုံးအမျိုးအစားမှာ idiopathic ဖြစ်ပြီး ဒရီဖာတလူပြောတဲ့အခါမှာအကြောင်းရင်းကိုသိရတာမရှိပါဘူး80ရာခိုင်နှုန်းကနေ85ရာခိုင်နှုန်းအထိအကြောင်းရင်းကိုမသိရပါဘူးနှင့်ကြီးထွားမှုအစင်မှာကျတို့တို့မြင်ရတဲ့ဒီဖုန်ဒေတာအလုံးများပြလာပြီးအဲ့ဒီအချိန်မှာခွဲစိတ်ကုသမှုလိုအပ်ပါတယ်55မှ90ဒီဂရီထက်ကျော်လွန်တဲ့ deformity တို့မဟုတ်ကွေးမှုမြည်သည့်အမျိုးမျိုးကိုပြောလင်းထားသောတိုးတက်မှုကိုတားဆီးရန်ခွဲစိတ်ကုသမှုလိုအပ်ပါတယ်။ အတက်အရွယ်တစ်ခုမှာဥပမာ10နှစ်နှစ်လောက်မှာနား15မှ60ဒီဂရီလောက်ရှိတဲ့ကွေးမှုကိုမြင်ရရင်အဲ့ဒီကွေးမှုကတိုးတက်နိုင်တဲ့အလားအလာမြင်ပြီးကျွန်ုပ်တို့ဝင်ရောက်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ထပ်ပြီးပြောရရင် Hunchback Quest ကုသမှုများကိုခိုက်ဖို့စလို့ခေါ်ပြီးကလေးတွေနဲ့လူကြီးတွေအတွက်လည်းရှိပါတယ်။ကလေးများနဲ့အတူကျွန်ုပ်တို့တွင် Kai Forces အမျိုးအစားမျိုးမျိုးရှိသည့်လူကြီးတွေအတွက်ဆိုရင်အဓိကအားဖြင့်အိုမင်းချင်းကြောင့်ဖြစ်ပေါ်တဲ့အရာကြောင့်ဖြစ်ပါတယ်။ ီအခြေအနေတွေကလည်းအမှန်တော့ခွဲစိတ်ကူတာမှုလိုအပ်စေပါတယ်။နောက်ဆုံးအကြောင်းပြောရရင်အိန္ဒိယမှာလမ်းဘန်းဆက်သွယ်ရေးမတော်တဆမှုများဖြစ်ပေါ်မှုကိုတွက်ချက်ကြည့်ရင်အကြမ်းဖက်မှုအခြေအနေများမှာကျိုးပဲ့မှုတစ်ခုခုဖြစ်ပြီးအကြောင်းအရာတစ်ခုခုဖြစ်ပြီးအခြေအနေမတည်ငြိမ်တဲ့အခြေအနေဖြစ်ရင်ကျွန်တော်တို့အမြန်ဆုံးဝင်ရောက်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ကြောရိုးရဲ့ပုံမှန်ညွှန်မှုကိုပြန်လည်ထူထောင်နိုင်ပြီးလူကိုသူ့ရဲ့ခြေထောက်ပေါ်ပြန်ရက်နိုင်အောင်ပုံမှန်ဘဝကိုပြန်လည်ရောက်ရှိနိုင်အောင်လှုပ်ဆောင်ရပါမယ်။ ဒါကြောင့်အခြေအနေတွေကဒီလိုပါပဲရှင်ဘက်အောက်ပိုင်းနာကျင်မှုယောဂတွေအတွက်အထွေထွေအခြေအနေမှာခွဲစိတ်ကူတမှုလိုအပ်တယ်ဆိုတဲ့အထောက်အထားမရှိပါဘူးရှင်ဘက်အောက်ပိုင်းနာကျင်မှုယောဂတွေကအကြောင်းရင်းကိုမသိမနားလည်နိုင်တဲ့အခြေအနေပါပဲ ကြည်ပါလူနာတူအူကိုတွေ့ရင်ကျွန်တော်တို့ကခွဲရိုက်ကြည့်ဖို့စူးစမ်းတယ်ခွဲလှုပ်ကြည့်ဖို့စူးစမ်းတယ်အခြားသောသွေးဆန်းသက်မှုအနည်းငယ်နဲ့အကဲဖြတ်ကြည့်ဖို့စူးစမ်းတယ်ဒါတွေကိုလှုပ်ပြီးတဲ့အခါမှာတော့အတိအကျအကြောင်းရင်းကိုမတွေ့နိုင်ရင်တော့ကောင်းပြီကျွန်တော်ချိတ်ဆက်ခွဲစိတ်မှုလှုပ်ကြည့်မယ်ဒါကရင်ဘတ်အောက်ပိုင်းနာကျင်မှုယောဂအတွက်အထောက်အကူဖြစ်နိုင်တယ်လို့ပြောပြီးဝင်ရောက်ဆက်ဖက်ဖို့ဆိုတာအထမပါပဲဒီလိုဆိုတဲ့အထောက်ထားမှန်ကန်တဲ့အချက်လက်မရှိပါဘူး ကောင်းပြီဒါဆိုရင်နောက်ဆုံးတစ်နှစ်ဒါမှမဟုတ်နှစ်နှစ်အတွင်းကြော်ရွက်ခွဲစိတ်မှုမှာကျွန်တော်တို့ရရှိထားတယ်အကျိုးကျေးဇူးတွေကဘာတွေလဲဘာတွေခက်ခဲတာလဲအရင်ကဘယ်မှာရှိခဲ့ပြီးအခုဘယ်မှာရှိနေပြီလဲဒီနေ့ခေတ်မှာအသုံးပြုနေတဲ့ကိရိယာတွေဝက်ဦးနဲ့တက်တာတွေဟာအရင်ကထက်အလွန်မင်းတိုးတက်လာပြီကျွန်တော်တို့ဟာစူးစမ်းပြီးအနေငယ်သာဝင်ရောက်ခွဲစိတ်ရတဲ့အဆင့်ကိုရောက်ရှိလာပြီးဖြစ်ပြီးအကျွင်းကြံကြောင်ကြွတာပျက်စီးမှုနဲ့တွေးထွက်မှုနေပြီးပူဆက်မှုအလားလာနေပါတယ် အရင်ကကြော်ရုပ်ခွဲစိတ်မှုလုပ်ရင် လူနာဟာစေယုံမှာ30ရက်35ရက်နေရမယ်ဆိုတာမျိုးမရှိတော့ပါဘူးယနေ့ခေတ်မှာတော့လူနာဟာမနက်ပိုင်းမှာလာပြီးခွဲစိတ်မှုကိုပြီးမြောက်ပြီးညနေပိုင်းမှာပြန်လွတ်ပေးနိုင်တဲ့အနေဆောင်ကုသမှုလုပ်ငန်းစဉ်တွေကိုစတင်လုပ်ဆောင်နေပါပြီအများဆုံးဆိုရင်တစ်ရက်နှစ်ရက်ပဲအကြီးမားဆုံးသောခွဲစိတ်မှုတွေထိပါကျွန်တို့ဟာ၂ရက်၃ရက်အတွင်းပြန်လွတ်ပေးနိုင်ပါတယ်ဒါကြောင့်အစင်းညစ်တင်မှုကြောင့်ဖြစ်ပါတယ် ထို့အပြင်ကျွန်ုပ်တို့အခုလိုလုံငိုင်တာကတော့အတွင်းခွဲစိတ်မှုအတွင်းနာရီမီနာယီချိန်တွင်ကျွန်ုပ်တို့အရေးတွေးကိုနားလည်နိုင်တဲ့အတွင်းခွဲစိတ်မှုနာရီမီနာယီစောင့်ကြည့်မှုကိုလုံနိုင်ပါတယ်ဒါကတော့အယူကျော်ရဲ့အခြေအနေကိုနားလည်နိုင်တာပါအင်အားပေးမှုဖြစ်စေအာယုံခံမှုဖြစ်စေပါ ျွန်တော်မော်ဒယ်ဖာလိုပြောတဲ့အခါမှာတော့တင်းရဲ့လက်ခွေထောက်တွေကိုဆွဲထုတ်နိုင်တဲ့တွက်သားတွေရဲ့အင်အားကိုဆိုလိုတာပါအာယုံခံမှုဆိုတာကတော့အာယုံခံစနစ်ကိုဆိုလိုတာပါဒါကြောင့်ကျွန်တော်တို့အစီအစဉ်အတွင်းမှာနှစ်ခုလုံးကိုအကဲဖြတ်နိုင်မှာဖြစ်ပြီးအစီအစဉ်တွင်အမှတ်တစ်ခုခုဖြစ်နေကြရင်အဲ့ဒီအချိန်မှာပဲတင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်အဲ့ဒါကတော့တစ်ခုကောင်းတဲ့အစင်းမြင့်တင်မှုဖြစ်ပြီးအခုဖြစ်နေတဲ့အရာကတော့အတူအယောင်ညံရီပါအတူအယောင်ညံရီကိုပြောတဲ့အခါမှာတော့ဒါကိုရိုဘော့နင်းနဲ့ပေါင်းဆက်တာပါ အရင်ကာလတွေမှာတိခေတာကတော့ကျွန်ုပ်တို့အရင်ကခြိတံတွေနဲ့ခြိပြီးနောက်မှာကြောရိုးကိုပြုပြင်ပြီးနောက်မှာကြောရိုးကိုတန်းစီဖို့အတွက်ခြိတံကိုထည့်ရပါတယ်အရင်ကာလတွေမှာကျွန်တို့တို့ကိုယ်တိုင်ခြိတံတွေကိုကွေးပြီးကြောရိုးနဲ့ကပ်ညီအောင်တန်းစီရတာကို ကိုယ်တိုင် လုပ်ရပါတယ်ဒါပေမဲ့ယနေ့ခေတ်မှာတော့အဲ့လိုခေါ်တဲ့အရာကကျွန်တော်တို့ကိုအထူးသဖြင့်လူနာရဲ့စတင်အရာခွဲစိတ်မှုမတိုင်ခင်ခြိတံတွေကိုကြိုတင်ကွေးဖို့ကူညီပေးပါတယ်။ ဖို့ကင်ကြောရုပ်ပုံကျမှုရှိတဲ့နေရာမှာခွဲစိတ်ရတဲ့အခါမှာအနာတရင်ရဲ့တိကျတဲ့ပုံစံကိုမသိနိုင်တဲ့အခါမှာပါအဲ့ဒါကကြောရုပ်ပုံကျမှုကြောင့်ဖြစ်နိုင်တယ်လို့လူနာတဦးကအခြားခွဲစိတ်မှုတစ်ခုကိုရှေ့မှာပြုလုပ်ထားခဲ့ရင်လည်းဖြစ်နိုင်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ပြန်လည်ပြုကင်ခွဲစိတ်မှုလို့ခေါ်ပါတယ်ဒါကြောင့်အရင်ကကြောရုပ်ရဲ့ပုံမှန်တန်းစီမှုပဲမှရှိတယ်ဆိုတာမသေးချာပါဘူးခြိတံတွေကိုအတိအကျအဲ့ဒီနေရာမှာထည့်တင်သလားအယူထဲမှာအတိအကျထည့်နိုင်မလားဒါမှမဟုတ်ကြောရုပ်ကျိုးတဲ့ကိုဝင်ပြီးအာယုံကြောတွေကိုထိမိသွားမလားဆိုတာမသေးချာပါဘူး ီအရာတွေကိုရိုဘော့နည်းပညာနဲ့ပုံမကောင်းမှုစွာကင်တွင်နိုင်ပါတယ်။ဒါကြောင့်ရိုဘော့နည်းပညာကိုပြောတဲ့အခါမှာအလုပ်ကိုလုပ်ပေးမဲ့ရိုဘော့မဟုတ်ပါဘူး။ဒါဟာပြန်လည်ပြုပြင်ဆွဲဆိတ်မှုကို95မှတရားအထီးဆရာဝန်ကလှုပ်ဆောင်မှာဖြစ်ပြီးရိုဘော့ကကျွန်တို့တို့ကိုအစီအစဉ်ချဖို့ကူညီပေးတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တို့လှုပ်ဆောင်နေတဲ့ဆွဲဆိတ်မှုမှာ90ကိုအထီးတိကျမှန်ကန်မှုရရှိနိုင်ပါတယ်။ အများပြည်သူအနေနဲ့သင်တို့လူတွေဟာကြောရွခွဲစိတ်မှုဆိုတာဘာလဲဆိုတာဘယ်ချိန်မှာကြောရွခွဲစိတ်ဆရာဝန်ကိုဆွေးနွေးဖို့လိုအပ်လဲဘယ်ချိန်မှာကြောရွခွဲစိတ်မှုလုပ်ဖို့လိုအပ်လဲဆိုတာအခြေခံအကြောင်းအရာကိုရှင်းလင်းပြသစွာသိရှိထားမယ်လို့ထင်ပါတယ်။